အားလုံးပဲမင်္ဂလာပါခင်ဗျမိတ်ဆွေတို့ကို Starting Note Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရခိုင်လက်ရှိလူတွေစိတ်ဝင်စားမှုမြင့်တက်နေတဲ့ယောရီးယားနိုင်ငံနဲ့ကမ္ဘောဒီးယားနိုင်ငံတို့စီးရီးတင်းမာနေတဲ့အကြောင်းကိုစတင်ဆွေးနွေးတင်ပြပါမယ်တနည်းအားဖြင့်ပြောရမယ်ဆိုရင်ဒီပွဲဟာဘလူးမားနဲ့မိခင်ရင်တို့ရဲ့တားလူပွဲလို့ရေပူရာအဖြစ်ပြောနိုင်ပါတယ် ဲဒီတော့အဲ့ဒီအကြောင်းကိုမစတင်မီမှာဥပမာလေးတစ်ခုကိုပြောပြချင်ပါတယ်လူသားတယောက်မွေးဖွားလာတယ်ဆိုရင်အမေကဘသူအဖေကဘသူဆိုတာရှိပြီးသားပါအကြောင်းမျိုးမျိုးကြောင့်မိတစ်ကွဲဖားတစ်ကွဲရှိကောင်းရှိနိုင်ပြီမြေဘယ်သူဘဲဝါဟာဘယ်သူသားဖြစ်တယ်ဆိုတာကတော့အာလုံးရှိကြပြီဖြစ်ပါတယ်ကဲအကြောင်းအရာလေးကိုဆက်လိုက်ကြရအောင်ဗျာယူရီးယားကျူးကျော်စစ်ကိုဟိုးရင်ဘရင်လက်ထက်ကလေးကကမ္ဘောဒီးယားဟာအချိန်ချင်းခံခဲ့ရပူပါတယ် 1920နဲ့1969ခုနှစ်မှာယူရီးယားဟာကမ္ဘောဒီးယားနယ်မြေကိုကျူးကျော်တိုက်ခိုက်ခဲ့တယ်လို့ကမ္ဘောဒီးယားနယ်မြေကိုသိမ်းယူခဲ့ပါတယ်။ယခုထိယူရီးယားရဲ့မတော်လောဘဟာအဆုံးမတန်နိုင်သေးဘူးလို့ဆိုရပါမယ်။ပြောရမယ်ဆိုရင်တော့တပားသူရင်းနှီးကမွေးမြူလိုက်တဲ့သားသမီးတွေကိုအတေအထမလူယူတဲ့အဖြစ်ပဲဆိုပါစို့။ရင်းခေတ်ရင်းချိန်မှာကမ္ဘောဒီးယားဟာကိုပိုင်ယဉ်ကျေးမှုထုံးကားနေပြီဖြစ်ပါတယ်။အဲဒီချိန်တုန်းကကမ္ဘောဒီးယားမှာကိုပိုင်ယဉ်ကျေးမှုအရထုံးကားနေတယ်လို့အုပ်ချုပ်မှုရန်လျာအင်ပါရာအရလည်းခန်းနာထေဝါခဲ့ပါတယ်။ နယ်မြေကပြောရမယ်ဆိုရင်အဲ့ဒီထိုင်တုန်းကကမ္ဘောဒီးယားအုပ်ချုပ်မှုအောက်မှာယူရီးယားပါဝင်နေတယ်လို့လာအိုလည်းပါဝင်နေပါတယ်။အဲ့ဒါလိုပဲ BNL လည်းပါဝင်ခဲ့ပါတယ်။အဲ့ဒီတော့ကကမ္ဘောဒီးယားလူမျိုးကဆင်းသက်လာတဲ့ခမာမင်းကလည်းအုပ်ချုပ်မှုကိုတဝက်ယူပြီးအုပ်ချုပ်ခဲ့ပါတယ်။ဆလေးရာစုနဲ့ဆလားရာစုမှာတရုတ်ပြည်တောင်ဘက်ကဆင်းသက်လာတဲ့ထိုင်လူမျိုးတွေကလည်းယူရီးယားဘက်ကိုပြောင်းလာပါတယ်။1938ခုနှစ်မှာစူကိုထိုင်းဆိုပြီးယူရီးယားမှာနန်းတည်တယ်။1950ပြည့်နှစ်မှာပဲအယုဒ္ဓယာမြို့ကိုစတင်တည်ထောင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာမှထိုင်းပြည်ဆိုတာပေါ်ပေါက်လာခဲ့တာပါဇလိယာစုနဲ့15ရာစုမှာထိုင်းကစတင်ပြီးတော့ကမ္ဘောဒီးယားကိုအကြိမ်ကြိမ်တိုက်ခိုက်ပါတော့တယ်ထိုင်းရဲ့ထိုးစစ်ကြောင့်ကမ္ဘောဒီးယားဘက်ကတပြေးပြေးနဲ့အင်အားနှဲလာတယ်နောက်ဆုံး1432ခုနှစ်မှာကမ္ဘောဒီးယားကိုအပြတ်စအနာရကဒိမ့်ပိုင်လိုက်နိုင်ပါတယ်16ရာစုနဲ့17ရာစုမှာကမ္ဘောဒီးယားဘက်ကအင်အားနဲ့တစ်ထက်နှဲပါလာပါတယ်အဲဒီကြားထဲမှာဗီယက်နမ်နဲ့ပူးပေါင်းပြီးတော့အုပ်ချုပ်ရေးကိုခွဲဝေတယ်။ဗီယက်နမ်ကအရှေ့ဘက်ကိုအုပ်ချုပ်တယ်၊ရိုးရီးယားကအနောက်ဘက်ကိုအုပ်ချုပ်ပါတယ်။ သူတို့တွေကတယောက်တည်းနေစီခွဲဝေအုပ်ချုပ်ပြီးကမ္ဘောဒီးယားဘရင်ကိုဖျောက်ချခဲ့ပါတယ်။နောက်ပိုင်းသူတို့ပြည်သူများကိုကမ္ဘောဒီးယားကခေါင်းငုံခံလဲစဉ်ပေးလာရပါတယ်။နောက်တစ်ခါကမ္ဘောဒီးယားတစ္ဆာခံကိုဖျောက်ချပြီးသူတို့တစ္ဆာခံကိုနမ်းတင်ပြီးအုပ်ချုပ်စေခဲ့ပါတယ်။ဒီတော့ဗီယက်နမ်နဲ့ယူရီးယားနှစ်နိုင်ငံကြားမှာကမ္ဘောဒီးယားဟာနှိမ့်ဆက်ညှင်းဆဲမှုအမျိုးမျိုးဇုံမိုးကျင်းတိုင်းဇုံမိုးချယ်တဲ့တာကိုခံရရှာပါတယ်။ ဒီမြန်မာအကြောင်းမျိုးမျိုးချောင်းရိုရီးယားနိုင်ငံကိုပြောင်းရွှေ့လောက်ကင်နေကြရတဲ့အခြားနိုင်ငံတိတိကရွှေပြောင်းလောက်သမားတွေနဲ့မြန်မာရွှေပြောင်းလောက်သမားတွေအနေနဲ့လည်းတရေထားရမှာကရိုရီးယားတို့ရဲ့မာယာလက်ကွက်တွေကိုအထူးဂရုပြုကြဖို့ပါပဲအလုံးသိကြတဲ့အတိုင်း2015မှာနိုင်ငံတကာထိအောင်ပြန့်နှံ့သွားတဲ့လူသတ်မှုနိုင်ငံခြားခရီးသွားတယောက်ဖြစ်တဲ့အမျိုးသမီးကိုသူတို့ကိုယ်တိုင်ရဲဆက်ဆက်မရင်းချင်းတပ်ဖြတ်ပြီးရခိုင်လူမျိုးဖြစ်တဲ့ဝင်းနေစော်ကိုမတရားဆက်ဆွဲထောင်ချဒေသံပေးခံရမှုဖြစ်စဉ်ကိုအလုံးသိကြတဲ့အတိုင်းပါ တော်သေးတာပေါ့နိုင်ငံတကာဖီအားတွေကြောင့်သာအယူခံကြောင်းဝင်းနေဆိုရှိနေနိုင်သေးတာအဲဒါကတကြောင်းပေါ့အဓိကပြောချင်တာကတမင်ဖြစ်နေတဲ့မြန်မာနိုင်ငံရွှေပြောင်းအလုပ်သမားတွေနဲ့နိုင်ငံတည်တိကရွှေပြောင်းအလုပ်သမားတွေအနေနဲ့ယူရီးယားဆိုတဲ့မြေခွေးလိုပရိယေကိုတရီထားကြဖို့ပါထိုင်းနဲ့ကမ္ဘောဒီးယားအကြောင်းကိုပြန်ဆက်ရရင်1863ခုနှစ်19ရာစုမှာကမ္ဘောဒီးယားကိုကာကွယ်မယ်ဆိုပြီးပြင်သစ်ကအုပ်ချုပ်ပေးပါတယ်။ပြင်သစ်အုပ်ချုပ်ပြီး19ရာစုနဲ့20ရာစုမှာတော့ပြင်သစ်ကယူရီးယားနဲ့ဗီယက်နမ်ကိုမောင်းထုတ်လိုက်ပါတယ်။ 1953ခုနှစ်မှာတော့ပြင်သစ်ရဲ့အကူအညီနဲ့ပဲဂမ်မောရီးယားတို့ကလွတ်လပ်ရေးရသွားခဲ့ပါတယ်။အဲဒီ1953ခုနှစ်မှာပဲပြင်သစ်ဟာဂမ်မောရီးယားဘရင်ထံကိုနိုင်ငံအုပ်ချုပ်ရေးရန်ရဲကိုလွှဲပြောင်းပေးရလိုက်ပြီးနောက်ဂမ်မောရီးယားကနေပြင်သစ်နိုင်ငံကိုပြန်ထွက်သွားပါတော့တယ်။1960ခုနှစ်နဲ့1962ခုနှစ်မှာတော့ရိုဒီယားကအထမတင်ပိုက်ထားတဲ့ဂမ်မောရီးယားနေမြေတွေက Fraiwihara Ferreira Temple ဆိုတဲ့ဖျားအဲ့ဒီဖျားကိုရိုဒီယားကလက်ဦးမှုရယူပြီး UNESCO ကိုတင်ထားတယ်။ ်အရိဖျားနဲ့ပတ်သက်ပြီးနိုင်ငံတကာတရားစီရင်ရေးဖြစ်တဲ့ ICJ တရားရုံးကနေကမ္ဘောဒီးယားဘရင်တည်ထားတဲ့ဖျားဖြစ်ကြောင်းဆုံးဖြတ်အတည်ပြုကပြန်ပေးလိုက်ပါတယ်အရိဖျားကိုပေးပြီး1985ခုနှစ်နဲ့1996ခုနှစ်ကမ္ဘောဒီးယားမှာခမာနီတွေကြီးစိုးလာခဲ့ပါတယ်ဒါပေမဲ့အရိခမာတွေကလည်းယိုရီးယားနဲ့လုံးဝမတည့်ပါဘူးအက်တလိုနဲ့27ရာစုကိုရောက်လာခဲ့ပါတယ် nationalism နိုင်ငံရေးအတွေးအမြင်နဲ့နိုင်ငံချင်းစိတ်နဲ့ပတ်သက်ပြီးအသည့်အမြင်ကျွဲဝါကအတွေးခေါ်ယူဆရပြီးပိုကျပြန့်လာခဲ့ပါတယ် ဒီလိုနဲ့2008ခုနှစ်မြန်မာနိုင်ငံမှာလည်းဖွဲ့စည်းပုံရေးဆွဲနေတဲ့အချိန်ပေါ့အဲ့ဒီ2008ခုနှစ်နဲ့2017ခုနှစ်မှာယူရီးယားကဖရီဒါတန်ဖိုဖျားမှာတက်တယ်လိုက်ပြန်ပါတယ်အဲ့ဒီအကြောင်းကိုနိုင်ငံသီးသီးကလည်းမြင်လာတယ်အရာနဲ့ပတ်သက်ပြီးလည်းအာဆီယံတိုင်းဝိုင်းကကြားဝင်ဖြေရှင်းပေးခဲ့ရပါတယ်အဲ့ဒါလို့ねယူရီးယားဘက်ကမတရားကျူးကျော်လာတိုင်းကမ္ဘောဒီးယားတို့အနေနဲ့နိုင်ငံတကာကသာအာကိုအာတာပြုတ်နေရပါတယ်။ဆိုတော့ကယူရီးယားကိုပြန်ကြည့်ရင်သူတို့မှာကိုပိုင်ရင်ကျင်းမှုမရှိဘူး။ ပြောရရင်နိုင်ငံတကာကအတိအမဲ့ပြုရတော့အောင်ကိုပိုင်ယဉ်ကျေးမှုအမွေအနှစ်တွေမရှိပါဘူးဒီနေရာမှာပြောချင်တဲ့အချက်တစ်ချက်ရှိလာပြန်ပါတယ်ယူရီးယားလေးကိုရောက်နေတဲ့မြန်မာရွှေပြောင်းအလုပ်သမားတတန်းကျော်ခန်းလောက်ဟာကိုရိုးရယဉ်ကျေးမှုမြန်မာရိုးရတကြံပွဲတော်ကျင်းပတဲ့တကူလာရောက်တိုင်းရောက်တိုင်းမှာကိုရိုးရဖြစ်တဲ့တကြံပွဲတော်ကိုနှစ်စဉ်ကျင်းပလာကြပါတယ်အဲဒီတော့ယူရီးယားတို့ကဘလို့ဖြစ်လာသလဲဆိုရင်တကြံနေပသက်ပြီး UNESCO ကိုသူတို့ရိုးရတကြံမှာဆိုပြီး2021ခုနှစ်နဲ့2022ခုနှစ်မှာတင်ပြခဲ့ပြန်ပါတယ် မြန်မာလူမျိုးတွေအတွက်တော့တကယ်ရင်နာစရာပါအဲဒါကတော့တပိုင်းပေါ့တတိထားရအောင်ပြီးပရောက်နေတဲ့မြန်မာပြည်သူပြည်သားတွေအနေနဲ့မအားရအောင်လို့ကြားဖြတ်ပြောပြတာဖြစ်ပါတယ်ဒီတော့ပြောချင်တာကယူရီးယားမှာကိုပိုင်ရင်ကျေးမှုမရှိဘူးအခုလက်ရှိသူတို့တွေခံယူထားတဲ့ယင်ကျေးမှုဆိုတာဟာလေကမ္ဘောဒီးယားဘက်ကနေခိုးယူထားတဲ့ယင်ကျေးမှုပါအရှင်းဆုံးပြောရမယ်ဆိုရင်တော့အခုယူရီးယားအကားလို့ပြောနေတဲ့အကားနဲ့အင်ဂျီအဝေးအစားကအစခိုးယူထားပြီးနိုင်ငံတကာမှာသူတို့ယဉ်ကျေးမှုပါဆိုပြီးခြားပြနေတယ်ဆိုတာပါပဲ အမှန်ကတော့ကမောရီးယားရိုးရာယဉ်ကျေးမှုတွေသာဖြစ်ပါတယ်။အဲဒီလိုတွေယိုရီးယားကိုဘယ်ကနေဘယ်လိုရောက်ရှိလာတယ်လဲဆိုတော့အထက်မှာလည်းပြောပြခဲ့ပြီးပါတယ်။အခုပြန်လည်းပြောပြပါအောင်မယ်။ယိုရီးယားမှာနိုင်ငံတကာကစံဖြစ်တတ်မှတ်ရအောင်အောင်ချပြဖို့ကိုပိုင်ယဉ်ကျေးမှုဆိုတာလောကကိုမရှိပါဘူး။အဲဒီတော့အခုလိုအရာရာတိုးတက်ထုံးကားနေတဲ့ခင်မာတော့ဒီဟာကတော့ငါတို့ရဲ့ကိုပိုင်ယဉ်ကျေးမှုဖြစ်တယ်လို့ရဲရဲပေါ်ပေါ်ယုံယုံကြည်ကြည်ထိုင်းလူမျိုးတွေချမပြနိုင်ပါဘူး။အဲဒါကြောင့်အင်းဂျင်ဖြစ်တဲ့ကမ္ဘောဒီးယားကိုကြည့်ကြော်ရင် အဲဒီကနေတဆင်တန်ဖိုးရှိတဲ့ရင်ကျင်းမှုအမွေနှစ်ကိုအတ္တမခိုးယူတင်ပိုက်တယ်ရရမကတိပါဘူးမြန်မာနိုင်ငံမှာထင်ရှားတဲ့ရှေးအနုပညာတစ်ခုဖြစ်တဲ့မြန်မာကနုတ်ပန်းကိုအဆောက်အအုံချုံမှာအသုံးပြုလာပါတယ်။အဲ့ဒါလိုအသုံးပြုလာဖို့ကမြန်မာကနုတ်ပန်းပညာရပ်ကိုတပ်တည်နားလေကျွမ်းကျင်ပညာရှင်တွေကိုလည်းယာရုဌာနတစ်ခုထားကလောက်ခိုင်းထားပါတယ်။ဒီလိုဒီလိုနဲ့နောက်ပိုင်းဘာဖြစ်လာမလဲဆိုရင်တို့အမွေနဲ့ယဉ်ကျေးမှုပါလို့တစိုက်ကလာကြမယ်ဆိုတာနောက်တစ်ချိန်တွေ့လာရနိုင်ပါတယ်။အခုလဲတို့ဟာတို့ဆိုတာကယူရီးယားကိုပြောတာပါ။ ဒီတော့သူတို့ယင်တွေကအသေးနှလုံးတွေကမမွေးထုတ်နိုင်ပေနဲ့အိန္ဒိယနိုင်ငံကမွေးထားတဲ့ယင်ညစ်မှုအမွေနဲ့ဆိုတဲ့ဒါရဏနာတွေကိုနှီးမျိုးစုံတုံးပြီးအတရတမခိုးယူလူယူကြတဲ့တခုံးမျိုးတွေဖြစ်တယ်လို့ဆိုရမှာပါပဲ။ဒါကိုနိုင်ငံတကာကတိကျမြင်ကြတော့ဥပဒေအရတရားနည်းလမ်းကြားကြနဲ့ဆုံးဖြတ်တဲ့အခါဆိုရင်မီးရင်ဖိုင်ဖြစ်တဲ့သူစီပြန်ပို့ကြတာပေါ့။အဒီတော့အနှစ်ချုပ်ကြည့်လိုက်မယ်ဆိုရင်ယူရီးယားမှာဒါသမီးယတနာဆိုရယ်ယဉ်ကျေးမှုအမွေအနှစ်တွေမရှိပါဘူး ဒီတော့ကိုပိုင်ရင်ကျမှုအမွေအနေနဲ့ခန္ဓာကြီးကျယ်တဲ့အင်ပါယာကိုပိုင်ဆိုင်ထားတဲ့ကမ္ဘောဒီးယားကိုကျူးကျော်တိုက်ခိုက်လာပါတယ်။အဲဒီချင်းနိုင်ငံတွေကရှေ့ရှိသမျှယဉ်ကျေးမှုကိုခိုးယူပြီးသူတို့ယဉ်ကျေးမှုပါဆိုပြီးနိုင်ငံတကာကိုတင်ပြနေတာကတော့ရုံမာရိုင်းဆိုင်လုံးပါတယ်။ဒါကယူရီးယားအနေနဲ့အောက်တန်းကြဆုံးလောက်ရဖြစ်ပါတယ်။အခုလက်ရှိဖြစ်နေတာကလည်းရှေးဘရင်အဆက်ဆက်ကနေစပြီးဒီနေ့မြန်မာခေတ်ကာလအထိလူယူထားတဲ့သားကိုပြန်ပေးလိုက်ရလို့ဂျပန်ရှုံးမဲမဲလာတဲ့အနေနဲ့ပြန်လည်လူယူဖို့အတွက် ိုက်ခိုက်ခြင်းကျူးကျော်ခြင်းဖြစ်တယ်လို့ဒုံသက်တင်ပြလိုက်တာပါအဲဒီလိုဖြစ်လာဖို့အစားပြုလာတာကလည်း2017ခုနှစ်ဖေဖော်ဝါရီလမှလို့ထင်ပါတယ်အဲဒီတော့ကလည်းလက်နက်ကြီးတွေနဲ့အပြန်အလှန်ပစ်ခတ်ကာအယတားပြည်သူတွေရဲ့အိုးအိမ်ဆောင်တွေနဲ့လူတွေအထိခိုက်ရှိခဲ့ကြပါသေးတယ်အဲဒါကလည်းကမ္ဘောဒီးယားကနေ UNESCO ကိုမှတ်ပုံတင်ထားတဲ့ Frawihara Frira Temple ဆိုတဲ့ဘုရားကိုအကြောင်းပြုလို့ဖြစ်တယ်လို့ဒုံသက်တင်ပြရင်းအနေကုန်းချုပ်လိုက်ပါတယ် ဘလို့ကြောင့်ကြောင့်ကြောင့်ပဲဖြစ်ဖြစ်ကိုရင်နေတဲ့ချာဖြစ်တဲ့ယရနာကိုတော့ဘသူလက်ထဲကိုမှဝါကွင်း MA မိခင်ဖောင်းခင်မရှိသေးဘူးဆိုတာအခုကမ္ဘောဒီးယားကမိမောင်းထိုးပြနေပါတယ်။တတိယဖြစ်ဘလို့ကအင်အားဘလောက်ရှိရှိမိခင်အရင်ရဲ့မြေတားအင်အားကိုမရှင်နိုင်ဘူးဆိုတာကလည်းမဟောဒရာသားတရားစီရင်ခန်းမှာအလုံးဖတ်ဖို့ချပြီးဖြစ်ပါလိမ့်မယ်။ Starino Channel မှာမိတ်ဆွေအလုံးကြမ်းမှ share လန်းကြပါစေလို့ဆုတောင်းမြတ်တာပို့တာရင် နောက်ဗီဒီယိုလေးမှာဘုဒ္ဓတရားရပြီမဲ့အကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ။ အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်တခုတည်းအောင်ချင်းစီတိုင်းကိုလည်းကျေးဇူးထူးပဲတင်ရှိပါရစေခင်ဗျာ